တန်ဒီဘွားဆက်ချောင်းကတော့အတိတ်ကတန်ရဝီရဲ့တက်တည်ပဲဖြစ်ပါရင်ကြောင်းမဲ့ဖွဲ့ကောင်းတဲ့ပောက်ကွဲမှုကြီးတစ်ခုကြောင့်သူချဲ့ရတဲ့စနီးနဲ့ကလေးနှစ်ယောက်စလုံးကိုဆုံးရှုံးခဲ့ရပါရင်စနီးနဲ့သမီးရဲ့ရုပ်အလောင်းတွေကိုပြန်တွေ့တဲ့အတွက် ကောင်းမွန်စွာတကြိုပြေးနိုင်ခဲ့ပေမဲ့တာလီရဲ့ရုပ်အလောင်းကတော့ဘယ်လိုမှရှာလို့မတွေ့ခဲ့ပါဘူးစနစ်တလုံးတပတ်မှမပြတ်သူကပျောက်ဆုံးနေခဲ့တဲ့တာလီအကြောင်းတရေများရမလားဆိုပြီးရဲစခန်းကိုဥတီရတဲ့တွားနေခဲ့ပါရင်ဒါပေမဲ့သူရခဲ့တဲ့အဖြစ်ကတော့အမြဲတမ်းအဲ့ဒီသူပါ နောက်တစ်ပတ်လောက်မှပြန်လာပါဆိုတဲ့စကားပဲဖြစ်ပါလိမ့်ဘယ်တော့မှမပြတ်မကွက်သူဟာအိမ်ပြန်ဖို့အတွက်ဘတ်စကားပေါ့တက်ခဲ့ပြီမဲ့နောက်တနေ့ပြန်လာအောင်မယ်လို့ကားဒရိုက်ဘာကိုပြောရမှပဲကျေနပ်ခဲ့ပါလိမ့်ဒီအချင်းကြောင့်ကားဒရိုက်ဘာကခေါင်းခါရင်းနဲ့ပဲမေယုံနိုင်ဖြစ်နေခဲ့ပါပြီနောက်ဆုံးမှာတော့သူ့ရဲ့တာဟာထော်ရထွက်ခွာတွားလောက်ပြီမလို့လက်လျှော့လိုက်ဖို့အတွက်ဒန်နီကိုပြောပါလိမ့်ဒါပေမဲ့ဒန်နီရဲ့ဆွဲကနွားတိုးလို့ပဲမာကျော်နေခဲ့ပါပြီ သူကခေါင်းခါပြီးတော့သူ့ရသားလေးကိုမြုံနံခွင့်မရမရှင်ဘယ်တော့မှမေ့ပြောင်မတွားနိုင်ပါဘူးလို့ဝန်ခံပါရင်းသူ့ရသားမှာလေပင်နောက်ကျောဖက်မှာထူချတဲ့အနီအောင်မဲ့တလုံးရှိပါရင်းနေစင်တဲ့အမြဒန်ဒီဟာသူ့အိမ်လဲဖြစ်တဲ့မီနီမာကတ်အသေးစားလေးတစ်ခုကိုဖွင့်ထားပါရင်းအဲ့ဒီနေ့မှာပဲသူဆိုင်ဆောင်နေတုံးဖောက်တဲ့တယောက်ကပြဿနာရှာပါရင်းကန့်ကောင်းရှင်တော့တန်မိုးလူမျိုးမာကျော်တဲ့အနီအောင်ဝတ်ထားတဲ့အမျိုးသမီးတယောက်ကဝင်ရောက်ဖြည့်ရှင်ပြီးခဲ့ပါရင်းမကြခင်မှာပဲ လက်ကင်းရဲနှစ်ယောက်ရောက်လာခဲ့ပြီးသူတို့ကဒဏ္ဍီကိုယင်းနီးပုံလေးရပါရင်အရာရှိတယောက်ကသူ့ကိုကွန်ဖူးတင်ပေးဖို့အတွက်တောင်းဆိုခဲ့ပါပြီ။ဘာကြောင့်လဲဆိုရင်ဒဏ္ဍီရဲ့အေးဆေးတည်ငြိမ်နဲ့ပုံပန်းတွင်ပြနောက်ွယ်မှာနဂါရကောင်ပုံနေခဲ့ပါရင်သူဟာတေယောအထူးတပ်ဖွဲ့ဝင်အောင်ဖြစ်ပြီးတော့ကွန်ဖူးကျွမ်းကျင်သူတယောက်လည်းဖြစ်နေခဲ့တာပါ။ဒါပေမဲ့သူတို့စကားပြောနေနေပဲဒန်နီရဲ့စိတ်ဟာလွန်ခဲ့တဲ့10နှစ်စီကိုလွတ်မြောသွားခဲ့ပါရင်သူကသူ့ရဲ့မီနီမားကတ်အသေးစက်ကိုကြွားပြနေကြတာပါအဲ့ဒီမှာဆိုရင်မြောက်လိုဝဲဥမင်လိုင်းခေါင်းတော်မှာပါနေသေးပါရင် သူ့စနီးကနိပတ်လေလက်ဆောင်အဖြစ်ကာတစီလက်ဆောင်ပြီးခဲ့ပါရင်ဒါပေမဲ့ရုတ်တရက်ပဲမီနီမားကတ်ကျန်းပြဟာပြင်းထန်တဲ့ငလင်ကြီးလောက်တလို့မျိုး ုံခါသွားခဲ့ပြီးတော့ရှုံမြင့်နဲ့နေအိမ်မက်ဟာပြက်စီးသွားခဲ့ပါရင်ဒါဆိုရင်ဖြစ်ရမတိုင်မီလွန်ခဲ့တဲ့တနာရီကအခြေအနေကိုပြန်ကြည့်ကြည့်အောင်ပါလုံချုံရေးအိမ်တအိမ်မှာနိုင်ငံခြားသားစစ်သားနှစ်ယောက်ကအ धिक အမှုရဲ့လိုအပ်ချက်ကိုတိထားတဲ့တက်တဲ့အမျိုးသမီးတယောက်ကိုစောင့်ကြည့်နေကြပါရင်တစ်ချိန်တည်းမှာပဲအိမ်အပြင်ဖက်မှဆင်းတော့ဆယ်ကျော်တဲ့ဒီလာခန့်တချို့ကနိုင်ငံခြားစစ်သားဝေကိုလိုင်းနောက်ပြီးတော့ရန်စနေကြပါရင်စစ်သားဝေကတီးခန့်လို့မရတော့ဘူးဆိုတဲ့အချိန်မှာပဲမျက်နှာဖုံးစွတ်ထားတဲ့တပ်ဖွဲ့ဝင်တစုဟာလုံချုံတဲ့အိမ်ကိုရုတ်တရက်ဝင်စီးခဲ့ပါရင် တင်းမာနေတဲ့အခြေအနေမှာအမျိုးသမီးစစ်တဲ့တယောက်ကကြောက်လန့်နေကြဖြစ်နေခဲ့တဲ့မိန်းကလေးငယ်တယောက်ကိုကူညီဖို့ကြိုးစားခဲ့ပါရင်းနောက်တစ်ယောက်ဖြစ်တဲ့အမျိုးသားစစ်တဲ့ကတော့တနတ်အပြစ်ခံရပြီးတိတ်ဆုံးသွားခဲ့ပါပြီအမျိုးသမီးစစ်တဲ့ဟာငိုနေခဲ့တဲ့မိန်းကလေးငယ်လေးကိုမြင်ပြီးတော့ကူညီဖို့ဆုံးဖြတ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့သူမကလည်းအသက်ခံလဲရပါပြီအဆောင်တွေအပြင်းထန်ခုခံတိုက်ခိုက်နေတော့မှပဲသူတို့ကာကွယ်ရမယ့်တက်တဲ့အမျိုးသမီးဟာနဲ့နဲ့နဲ့ပျောက်ဆုံးနေခဲ့ပါပြီ တိုက်ခိုက်တူတွေရဲ့နောက်တတုတ်ကလာနေပြီဖြစ်လို့သူ့ကိုရှာဝေဖို့အတွက်အချိန်မီရတော့ပေါ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ပွဲအပြင်မှာအဆောင်တတ်မှုကိုဂိုင်းခေါင်းဆောင်နဲ့တွားတွေ့ဖို့ခေါ်သွားခဲ့ပါရင်သူကတော့သူ့လက်ပါစေဝေကဖခင်တို့ခေါ်တဲ့ဂျင်နာမှုကင်းမဲ့ပြီးရက်ဆက်တဲ့မာဖီးယားဂိုင်းခေါင်းဆောင်ပဲဖြစ်ပါရင်သူ့ရဲ့အနာမှာအမြဲတမ်းဘယ်လာလို့ခေါ်တဲ့လိုအပ်စမ်းကျင်တဲ့အမျိုးသမီးတယောက်အဖို့ပြုတ်နေခဲ့တာပါ နိုင်ငံခြားစစ်တောင်းဝေကသူတို့ရှာဖွေနေကြတဲ့လူလွတ်သွားပြီလို့ဝန်ခံခဲ့ပါရင်းမကြခင်မှာပဲဖခင်ရဲ့ညာလက်ရုံစတီဗင်ကအစိုးရအရာရှိတယောက်စီကနေဖုန်းဝင်လာတဲ့လက်ကင်ဖုန်းတစ်လုံးကိုသူ့ရဲ့လက်ထဲထိုးထည့်လိုက်ပါရင်းအဲ့ဒီအရာရှိကတယောက်အတိုင်းဝိုင်းကိုတိုက်ခိုက်ရဲတဲ့အတွက်ပြပန်းခတ်အောင်ဒရွားထွက်နေခဲ့ပြီးစူပူချိန်ပါပါရင်းဒါပေမဲ့ဖခင်ကသူ့လို့ရှင်းတာဟာသူ့ရဲ့အကြီးမားဆုံးလိုဘချက်ကိုတိထားတဲ့အမျိုးသမီးပဲလို့ပြောပါရင်းအဲ့ဒီအမျိုးသမီးကိုမဖမ်းမိဘူးဆိုရင်တော့သူ့ရဲ့လုပ်ငန်းတစ်ခုလုံးကမိသေးကိုပတ်သွားလိမ့်မယ်လို့ပြောပါရင်း အယားရှိကသူတို့ကိုနောက်ဆုံးအမိန်ပေးလိုက်ပါပြီပြည်မှန်ကိုရှောက်ဖေးဖို့အတွက်၁၂နာရီပဲအချိန်ရမှာပါတစ်ဖက်မှာရှိတဲ့မီနီမာကတ်မှာဆိုရင်တော့ဆက်သွေးရိုင်းအလုံးကရုတ်တရက်ပြတ်တောက်သွားခဲ့ပါပြီအစောပိုင်းတော့ကတံမိုလိုမျိုးမာကျောတဲ့အမျိုးသမီးနဲ့အမျိုးသားတယောက်ဟာခိုလုံဖို့အတွက်မီနီမာကတ်ထဲကိုဝင်လာခဲ့ပါပြီမကြခင်မှာပဲဖုန်းတော်ကြီးတစ်ပါးနဲ့ရှီလာလို့ခေါ်တဲ့အမျိုးသမီးတယောက်ကဒန်ဟာရထားတဲ့ကလေးတယောက်ကိုတဲ့ပြီးရောက်လာကြပါပြီဒန်နီဟာချက်ချင်းစုသလိုပဲအတက်ပြရမယ့်ကိုအတုံးပြပြီးတော့ ကောင်လေးရဝမ်းပိုက်ကသွေးခဲတွေကိုဖယ်ရှားပေးပါရင်သူ့ရဲ့အလင်းမြန်တဲ့လောရဲ့ကြောင့်ကလေးဟာတတိပြင်းရလာခဲ့ပြီးအာလုံးတက်ပြင်းချနိုင်ခဲ့ပါရင်မကြခင်မှာပဲဖခင်နဲ့သူ့ရဲ့လူမိုက်ဂိုင်းတွေကဆိုင်ကိုပတ်ပြီးတော့ဝိုင်းထားကရောက်လာကြပါရင်အရင်ကမောက်မာတဲ့ဖောက်တဲနဲ့တခြားသောဖောက်တဲနှစ်ယောက်ကအပြင်ထွက်ပြီးလက်နက်ချဖို့ဆုံးဖြတ်လိုက်ပါရင်ဒါပေမဲ့လူဆိုးဝေကလူနှစ်ယောက်ကိုပြစ်တက်လိုက်တော့မောက်မာတဲ့လူကကြောက်လန့်တုံးရင်နေခဲ့ပါပြီဒန်နီကသူ့ကိုလင်းမြစွာအတွင်းထဲဆွဲခေါ်လိုက်တော့မှပဲအသက်ရှင်ခဲ့တော့ပါ တိုက်ခိုက်သူတွေကရှီလာကိုလာရှာတာဖြစ်ပြီးတော့သူမကဖခင်အလိုရှိနေခဲ့တဲ့လူပါဖာဒါကရှီလာကိုသူ့ရဲ့လက်ထက်အပ်ဖို့အတွက်အချိန်၃မိနစ်ပေးပါရီဒီအတော်အတွင်းမှာအရင်ကတီမလောက်ကြောက်နေခဲ့တဲ့ရှီလာဟာအခုစတော့ကိုကိုကိုစက်သေးဖို့အသင့်ဖြစ်နေခဲ့ပြီး သူမတဲလာတဲ့ရှစ်ပြားကိုဒန်နီရဲ့လက်ထဲအပ်ဖို့ပြင်ဆင်ပါရီဒါပေမဲ့ဒန်နီကသူမကိုတားလိုက်ပြီးတော့ဆိုင်ရဲ့တကားကိုချက်ချင်းပဲပိတ်ပါရီဒန်နီဟာခုခံပြနေပြီဖြစ်ပေမဲ့ဖခင်ကတန်ပုံခေါင်းစွတ်ထားတဲ့ဘရူနိုလို့ခေါ်တဲ့သူ့ရဲ့ညာလယုံကိုအတင်းဝင်ရောက်ပြီးရှီလာအားဖမ်းခတ်လိုက်ပါရီမီနီမားကတ်အတွင်မှာကျန်တဲ့လူတွေကဒန်နီရဲ့လောရက်ကိုဒရွထွက်နေကြပါပြီသူတို့အထက်ကတယောက်ဆိုရင်ရှီလာကိုလူဆိုးရဲ့လက်ထဲအပ်ဖို့အထိဆွဲထုတ်ဖို့ ပြင်စင်ပါရင်ဒါပေမဲ့ရက်ဆက်တဲ့လူဆိုးရိတ်ကသူ့ကိုအရင်အဆုံးရှင်းထုတ်ပြပါရင်လုံချုံအောင်လုပ်ပြရနောက်မမနဲ့ဖောက်တဲ့ကစကားများတော့ဒန်ဒီဟာချက်ချင်းပဲတိတ်ခမ်းလိုက်ပါရင် ဘလို့ပဲဖြစ်သူတို့အလုံးဟာလူဆိုးတွေရဲ့လက်ထဲမှာတည်ရတော့မယ်ဆိုတာသူရှင်းရှင်းလင်းပြောပါရင်ဒါနဲ့ဒန်နီက friend ကိုလူဝိုင်းကိုဆိုင်ရမြောက်ခန်းစီခေါ်တော့ဖို့အမိန့်ပေးပါရင်အလုံးအစင်တစ်ဖြစ်တာနဲ့ဒန်နီကရိုးရှင်းတဲ့ထောင်ချောက်တစ်ခုကိုလေးအမြန်ပဲတတ်ဆင်လိုက်ပါပြီ။ဥမြင်လိုက်ခေါင်းအဖုံးကဖွင့်ရတာတကယ်ကိုမှခေါင်းစားစရာဖြစ်နေခဲ့ပါရင်ဒါပေမဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းတယောက်အနေနဲ့သူ့ရဲ့ကျွမ်းကျင်မှုအရာဒန်နီဟာသိပ္ပံနဲ့ engineer ပညာကိုအတုံးပြုပြီးတော့အဖုံးကိုဖွင့်နိုင်ခဲ့ပါရင် တစ်ချိန်ထဲမှာပဲဘရူနိုနဲ့သူ့ရဲ့တပ်သားတွေဟာမီနီမာကတ်ထဲကိုဖောက်ထွင်းဝင်နိုင်ခဲ့ကြပေမဲ့ဒန်နီရဲ့ထောင်ချောက်ကသူတို့အားလုံးကိုလျံတဲ့ထဲရှင်းပြတော့မယ်ဆိုတာသူတတိမထားမိခဲ့ပါဘူး။ဒန်နီကလူဝိုင်းကိုမြောက်ဥမြင်ထဲရောက်အောင်လှုပ်ပြနိုင်ခဲ့ပါရီ။ဒါပေမဲ့ထရပ်ပေါက်တစ်ခါကတန့်ချီတက်ပြီးတော့ပိတ်နေခဲ့တဲ့အတွက်ဒန်နီဖရန့်နဲ့အကြောင်ကလေးတစ်ကောင်နဲ့အတူရှိတဲ့ကပ်လို့ခေါ်တဲ့အင်ယာမဲတယောက်ဟာပစ္စည်းတချို့ယူဖို့ပေါ်ထက်ကိုပြန်တက်လာခဲ့ပါရီ။ဒန်နီကအပြင်ဖက်မှာရှိတဲ့လူစိုးတွေကိုလှည့်စားဖို့မိခုံပုံးကိုအတုံးပြူပြီးအချိန်ဆွဲနေလို့မှပဲဖရန့်နဲ့ကပ်တို့ကလိုအပ်တဲ့ ပစ္စည်းတွေကိုယူခဲ့ကြပါရင်ဒါပေမဲ့မထင်မှတ်ထားပဲနဲ့ဘရူနိုဟာအသက်ရှင်လျက်ရှိနေခဲ့ပြီးတော့ချက်ချင်းဆိုသလိုပဲဒန်နီကိုတိုက်ခိုက်ဖို့ထွက်လာပါရင်ဒန်နီဒုက္ခရောက်နေတော့မှပဲကပ်ဟာရုတ်တရက်ပေါ်လာခဲ့ပြီးသူ့ကိုကူညီခဲ့ပါရင်ကပ်မကောင်းစွာနဲ့ပဲကပ်ဟာဘရူနိုရဲ့တိုက်ခိုက်ပြီးတော့ပြစ်ချရှင်ကိုခံရပြီးတော့တိတ်ဆုံးသွားခဲ့ပါရင် မကြခဲ့မှာပဲတခြားလူဆိုရကဝင်လာခဲ့ပြီးတော့ဒန်ဒီတယောက်ထဲသူတို့အားလုံးကိုရင်ဆိုင်ခဲ့ရပါရင်အင်အားမများပြီမဲ့ဒန်ဒီဟာသူတို့အားလုံးကိုရှင်းပြနိုင်ခဲ့ပါရင်နောက်ဆုံးမှာတော့ဖခင်ရဲ့အတ္တမဆုံးလက်ပါစီလို့တတ်မှတ်ခံထားရတဲ့ဘရူနိုဟာဒန်ဒီရဲ့လက်ချက်နဲ့ကြိတ်ခွဲဖွဲ့တိတ်ဆုံးခဲ့ရပါပြီဘရူနိုရဲ့အလောင်းကိုတွေ့တဲ့အခါမှာဘရူနိုကိုသူ့ရဲ့ညီကိုအရင်လိုမျိုးသဘောထားတဲ့ဘယ်လာကဝန်းနေပြီးတော့ငိုကြွေးတော့ပါရင်ဖခင်ကသူမကိုဝန်းနေပူဆွေးမနေဖို့ရှီကပ်ပြီးပြောပါရင် ဒါပေမဲ့ဒရာအပြစ်နဲ့ပေးလာကဒန်နီကိုတကူထဲလိုက်လံရှာပေးဖို့စိတ်ပိုင်းဖြစ်ပါရင်ဖာကင်ကသူမကိုစကားပြောပြီးတားစီဖို့ကြိုးစားပေမဲ့စတီဗင်ချက်ချင်းပဲအရှိကိုထွက်လာကသူ့သွားမယ်လို့ပြောပါရင်သူတို့စီမှာနောက်ဆုံးအချိန်9နာရီပဲကျန်တော့ကြောင်းဖာကင်ကစတီဗင်ကိုအာယုံစိုက်နေစေဖို့စတီဗင်ကိုအာယုံစိုက်နေစေဖို့လိုအပ်တယ်ဆိုတာသိပါရင် ဒါကြောင့်တခြားလူတွေကိုဘဲလာအားထောက်ခံဖို့အတွက်လိုက်ရန်အမိန့်ပေးလိုက်ပါရင်ဒီအတော်အတွက်မှာမြေအောင်ဥမြင့်ထဲမှာဆိုရင်ဒန်နီတယောက်တခြားလူတွေကိုဆက်သွားဖို့ပြောပြီးတော့သူကရန်တွေကိုဖျက်တောက်ပြီးလူတိုင်းလွတ်မြောက်ဖို့အတွက်အချိန်ရအောင်အနောက်မှာနေခဲ့ပါရင်သူဟာပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာသိပေမဲ့အခွင့်အရေးယူဖို့စနရှိပါရင်လူစုဝေးကိုရှင်းထုတ်ပြီးရနောက်ဘဲလာနဲ့ဒန်နီတို့အကြားပြင်းထန်တဲ့တိုက်ပွဲဖြစ်ခဲ့ပါပြီးသူမကအံ့ဩစရာကောင်းလောက်အောင်ပဲဒန်နီကိုရှင်းနိုင်ကဒန်နီကပြင်းထန်တဲ့အရာတချို့ရရှိခဲ့ပါရင် ဒါပေမဲ့ဒီလိုမျိုးအားကြီးသူကအားနည်းသူကိုစားတဲ့လောကမှာသူဟာအတွေ့အကြုံပိုရှိပါရင်နောက်ဆုံးမှာတော့သူ့မရဲ့ကိုယ်ပိုင်လက်နက်ကိုအသုံးပြုပြီးဘေလာကိုအလဲထိုးနိုင်ခဲ့ပါရင်အနိုင်ရဖို့အခွင့်အလမ်းမရှိတော့ဘူးလို့ခံစားရတဲ့အတွက်ဘေလာဟာလက်ပစ်ဘုံနှလုံးကိုဆွဲထုတ်ကဥမင်ကိုဖောက်ခွဲပြပါရင်ပောက်ခွဲမှုကြောင့်ဒန်နီတယောက်တတိလက်တွားခဲ့ပါပြီတတိလက်နေတော့ဒန်နီဟာသူ့ရဲ့သားကနိုးဆက်အဖြစ်အသုံးပြုလို့ရတဲ့နိုင်တဲ့လုံးပြီးတဲ့နေ့ကိုပြန်ပြီးအိမ်မက်မဲ့ပါရင်အချိန်ကဆက်သွားနေစေမလို့သူလက်မလျှော့တင်မှုဆိုတာကိုအဲ့ဒီမဉဏ်ကအားကောင်းတဲ့တတိပေးချက်တစ်ခုပါသူ့ရဲ့နိုင် ီကနေအတန်ကိုကြတော့ဒန်ဒီတယောက်နောက်ဆုံးမှတတိပြင်ရလာခဲ့ပါပြီခနာကိုတခုလုံးပြက်ရှတန်ရွေနဲ့ပွန်းပဲ့တန်ရွေပြင်းနေခဲ့ပေမဲ့သူထပြီးတော့သူ့ရဲ့အဖွဲအနောက်ကိုလိုက်တော့ပါရင်ဒါပေမဲ့ထရပ်ပေါက်ကိုရောက်တဲ့အခါမှာတခါကတန်နဲ့လှုပ်ထားပြီးတော့လုံချုံစွာပိတ်ထားတာကိုမြင်လိုက်ရတဲ့အခါမှာမကောင်းတဲ့အံ့အားတင့်စရာတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါရင်တစ်ဖက်မှာလည်းဖခင်ကဥမင်ပြိုကျသွားပြီဆိုတဲ့အစီရင်ခံစာကိုရရှိပြီးတော့အယံကိုတော့ထွက်နေပါရင် ဒါကြောင့်စတီဗင်နဲ့သူ့ရဲ့တပ်သားတွေကိုချက်ချင်းအတွင်းထဲဝင်ပြီးတော့ဒန်နီကိုလိုက်ရှာဖို့အမိန့်ပေးပါရီအသက်ရှင်ကြံရတဲ့အဖွဲ့ကမောင်မဲပြီးကျင်းမြောင်းတဲ့ဥမြင့်ထဲမှာပိတ်မိနေစေပါ တင်းမာတဲ့အခြေအနေမှာဖုန်းတော်ကြီးကသူတို့ကိုဒီပြဿနာဝင်အထယ်ရောက်အောင်လုပ်ခဲ့တဲ့လူတွေအတွက်ဆုတောင်းပေးဖို့ဒူးထောက်လိုက်ပါတယ်ဘယ်လိုမှလူသားဆန်မှုမရှိတဲ့လူတွေအတွက်ဘာကြောင့်များဆုတောင်းပေးရတာလဲဆိုပြီးတခြားလူတွေအံ့ဩနေကြပါပြီအဲ့ဒီအခါမှာပဲဖုန်းတော်ကြီးကအဲ့ဒီမျိုးမှာသူအမှုထမ်းနေတော့ကဆက်လန်းကိုသူတို့အားပြောပြလိုက်ပါတယ်သူကလူဆိုးရာတစ်ချိန်တော့ကသူ့ရဲ့ဖခင်เจ้าမှာတပတ်တစ်ခါအခမဲ့ပေါင်ဖို့ရှာဖွေပြီးတော့အသက်ရှင်နေရတဲ့လူငယ်ဝေးပဲလို့ပြောပြပါတယ် ါပေမဲ့အနည်းအနည်းငယ်အကြောင်းမှာတော့သူတို့ဟာမျက်နှာဖုံးဝင်တဲ့လက်ထဲမှာလက်နက်တွေနဲ့ပြန်လာခဲ့ပါရင်သူတို့ဟာအပြစ်ကင်းတဲ့တရောင်းစားဝေးမဟုတ်တော့ဘဲနဲ့တပ်ဖြတ်ဖို့အတွက်စုဆောင်းခံထားရတဲ့စစ်သားတွေဖြစ်နေကြပါပြီ။အဲ့ဒီဖះเจ้าကကလေးတွေရဲ့ခေါင်းဆောင်ဟာစတီဗင်မအပတခြားသူတွေမဟုတ်ဘူးဆိုတာပေါ်ပေါက်လာခဲ့ပါပြီ။ခါဒီနဲ့မန်ညာနေဟာဒနိစီကိုနောက်တစ်ချိန်ရိုက်ခတ်လာပြန်ပါ ರಿ သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဒံယာဝင်းနဲ့ပြည့်နေခဲ့ပြီးသူ့မိသားစုဟာမီးလောင်နေတဲ့ကားထဲမှာပိတ်မိတဲ့အချိန်ကိုသူအိမ်မက်မက်ခဲ့ပါ ರಿ သူအားလုံးကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ပေမဲ့ကုညီဖို့အင်အားမရှိခဲ့ပါဘူး သူချေရတဲ့လူတွေကိုမိကကြိုက်စားနေတော့မှပဲကြောက်ရွံ့ထိတ်လန့်တဲ့ခံစားချက်နဲ့ငြိကြည့်နေခဲ့ပါရင်သူ့ရဲ့အိမ်မက်ကနေရုတ်တရက်နိုးလာတော့သူ့ရဲ့နဘေးမှာရှီလာထိုင်ရာကိုတွေ့ရပါရင်အဲ့ဒီမှာရှီလာကကြီးမားတဲ့လိုအပ်ချက်ကိုနောက်ဆုံးတော့ဖော်ထုတ်လိုက်ပါရင် ူမရဲ့လက်ထဲကရှစ်ပြားဟာရှစ်တောင်အာရှမှာအန်ဒီရရှိဆုံးလို့သတ်မှတ်ရှင်းခံထားရတဲ့မာဖီးယားဂိုင်းဖြစ်တဲ့လူဆိုးတွေရဲ့ရာဇဝမှုအမှတ်တမ်းတွေကိုတင်ဆက်ထားတာပါဒါအပြင်ရှစ်ပြားမှာဒေါ်လာ3ဘီလီယံလောက်တန်ဖိုးရှိတဲ့ electronic ငွေဝေးကလည်းပါနေခဲ့ပါပြီဖခင်ကသူမကိုအသေးအံလိုက်ရှာနေတာကတော့အံ့ဩစရာမဟုတ်ပါဘူးရှီလာအနေနဲ့သူမဟာအဖွဲ့ဝင်အားလုံးကတပ်ဖြည့်ဆက်တွေဖြစ်ဖို့အတွက်လေ့ကျင့်ပေးထားတဲ့မိဘမဲ့ကလေးတွေဖြစ်တဲ့ရာဇဝအဖွဲ့အစည်းရဲ့အစိပ်အပိုင်းတစ်ခုဖြစ်တယ်လို့ဝန်ခံပါတယ်သူမကကွန်ပျူတာကျွမ်းကျင်သူဖြစ်တဲ့အတွက် IT အဖွဲ့ရဲ့အစိပ်အ ပိုင်းဖြစ်လာပြီး lower file အားလုံးကိုဝင်ခွင့်ရခဲ့ပါတယ်။အဲ့ဒီကနေပြီးတော့သူတို့ကိုမိဘမဲ့ဖြစ်စေခဲ့တဲ့အဓိကဂိုင်းဟာအမှန်တကယ်ဆိုရင်တော့အဖွဲ့အစည်းကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်တဲ့အကြောင်းသူမသိလိုက်ရပါတယ်။၃နှစ်ကြာအောင်သူမကရှစ်ပြားနဲ့သူထွက်ပြေးဖို့ပြင်ဆင်ခဲ့တာပါ။အခုဆိုရင်သူမကသူမရဲ့အသက်အသွယ်မစိုးရင်တော့ပဲဒဏ္ဍာရီကိုလွှဲပြောင်းပေးရှင်ခဲ့ပါတယ်။ဒါပေမဲ့ဒဏ္ဍာရီကငင်းလိုက်ပြီး ူကသူ့ရဲ့သားကိုရှာဖို့အတွက်ပဲအသက်ရှင်နေတာပါလို့ပြောပါရင်းရှီလာဟာရှစ်ပြားကိုမန်ကန်တဲ့လူရဲ့လက်စီရောက်အောင်တေရှာလောက်ရမယ်လို့သူတိုက်တွန်းခဲ့ပါရင်းသူတို့စိတ်ပြအားငယ်နေတဲ့အချိန်အီးဆက်တဲ့လီဒါရှစ်တိုက်ခတ်လာခဲ့ပြီးတော့အပြင်လောကကိုဦးတည်တဲ့နေရာမှာဟာကွက်ရှိနေတဲ့အကြောင်းချက်ပြလိုက်ပါရင်း Frank ကအချက်ချင်းပဲလေးတိုက်တဲ့အရင်အမျက်ကိုရှာပစ်ပြီးတော့ ဖောက်ထွင်းလို့ရမယ်အားနေတဲ့နေရန်တစ်ခုကိုတွေ့ရပါရင်တစ်ချိန်တည်းမှာပဲဖခင်ရလူရဲ့အထဲကတယောက်ဟာလိုအပ်ဥမီရဲ့မြေပုံကိုနောက်ဆုံးတော့ရရှိခဲ့ပါပြီစတီဗင်ကအချိန်ဆွဲမနေဘဲနဲ့ထရက်ပေါက်ဖြစ်နိုင်တဲ့တကားစီကိုသူ့ရတတ်သားဝရချက်ချင်းပဲဦးဆောင်တော်ပါရင်ဒါပေမဲ့ဖခင်ကသူ့ရတတ်သားတို့ရှုပ်ကိုဘယ်လာရဲ့ရုပ်အလောင်းအားတိတ်ထုတ်ဖို့အနောက်ကနေနေခဲ့ရန်ပြောလိုက်ပါရင်မနေ့ရောက်တဲ့အခါမှာဒန်နီအဖွဲ့ဟာမျောစင်တစ်ခုရဲ့လေဝင်လေးပေါက်ကနေထရက်ပေါက်ကိုရှာဖွေနိုင်ခဲ့ပါပြီမောင်မဲတဲ့အထဲကမှအချာကြီးပိတ်မိနေပြီးရနောက်နောက်ဆုံးမှာတော့လွတ်လပ်စွာနဲ့အသက်ရှူနိုင်ကြပါရင်ဒါပေမဲ့သူတို့ရ ဲ့လွတ်လပ်မှုကခဏပဲခံတာပါမထင်မှပဲနဲ့ရန်သူဖက်ကကျွမ်းကျင်တဲ့စနိုက်ပါတယောက်ဟာအဝေးမှာစောင့်နေခဲ့ပါရင် ူကသူတို့အထက်ကတဝက်ကိုပစ်ချပြီးတော့သူရဲ့တီနီယာကိုစတီဗင်စီချက်ချင်းပဲတည်င်းပို့ပါရင်ဒန်နီလေးမြစွာမဟာပြာတစ်ခုထုတ်ပြီးတော့တနက်ပြင်ခတ်မှုတစ်ခုဖြစ်ပေါ်ပါရင်ဒန်နီရဲ့တိကျမှုကြောင့်စနိုက်ပါတမားကိုရှင်းထုတ်နိုင်ခဲ့ပါပြီပြီးတော့သူနဲ့ဂျန်တဲ့အသက်ရှင်သူတွေဖြစ်တဲ့ဘွန်တော်ကြီး friend နဲ့ရှီလာတို့ဟာအဲ့ဒီကနေအများဆုံးထွက်ပြေးပါပြီမကြခင် friend ရဲ့တပ်သားတွေကအဲ့ဒီနေရာကိုရောက်လာပြီမဲ့ Steven ကိုမတွေ့တော့ပါဘူး Parking ကသူတို့ရဲ့ပြစ်မှတ်ကိုမဖမ်းနိုင်တဲ့ Steven ကိုစိတ်ပြတ်နေပုံရပြီးတော့အရင်ကဥမင်မြေပုံကိုပေးခဲ့တဲ့ Great လို့ခေါ်တဲ့သူ့ရဲ့လူနောက်တစ်ယောက်ကို ရထူတိုးပြလိုက်ပါရင်အဲ့ဒီအချိန်မှာစတီဗင်အကြီးကမလန်းမကန်းမှရှိတဲ့ကိုရောင်ဟောင်းတစ်ခုအပေါ်ကြားရောက်သွားပါရင်တေရှာတာကတော့အဲ့ဒီနေရာဟာဒန်ဒီနဲ့သူ့ရဲ့အဖွဲဘုံအောင်နေတဲ့နေရာပါတစ်ချိန်တည်းမှာပဲအန်ဒီယာလာပြီးဆိုတော့ကိုတော်ဘောပေါက်တဲ့ဒန်ဒီကရှီလာအနေနဲ့ရှစ်ပြားကိုကဲတင်နိုင်ဖို့အတွက်တခြားလူကိုခေါ်တော့ဖို့ friend ကိုတောင်းဆိုပါရင်ခက်ခဲပြင်မဲ့သူတို့ကနောက်ဆုံးမှာတော့လိုက်နာပြီးရန်သူရဲ့လမ်းကိုပိတ်ဆို့ဖို့ဒန်နီကိုတယောက်တည်းထားခဲ့ပါရင်မကြခင် great ဦးဆောင်တဲ့ parking ရဲ့တပ်သားတွေဟာကိုရောင်ကိုရောက်လာကြပါပြီ ရာထူးတိုးခိုင်ရပြီးတော့ဆရာထက်တတ်မှုအပြည့်ရှိတဲ့ grade ကသူ့ရဲ့တက်သားဝေကိုဝင်ဖို့ဥဆောင်ခဲ့ပါရင်းဒါပေမဲ့သူတို့တတိမထားမိတာကထောင်ချောင်းအမေမျိုးဟာသူတို့အလုံးကိုလည်းမြန်နဲ့ထဲရှင်းပြဖို့အတင်းရှိနေခဲ့တာပါဒန်ဒီတက်နိုင်တဲ့မြအစွမ်းကိုတိုက်ထုတ်ပြီးတော့ ground ထဲကလူဆိုးကိုတယောက်ပြီးတယောက်ရှင်းထုတ်ပါရင်း grade ရဲ့ဆက်သွယ်ရေးကိရိယာကိုအောင်မြင်စွာသင်ယူပြီးတော့ဒန်ဒီဟာသူ့ရဲ့တင်းနေရာကိုချက်ပြပြီး steve in ကိုမြူးဆွဲပါရင်း မင်းရဲ့အနေငယ်ကြမှာစတီဗင်နဲ့သူ့ရဲ့လူတွေဒီနေရာကိုရောက်လာကြပါပြီသူတို့ဟာတတိထားပြီးလှုပ်ရှားကြလျက်သူတို့ရဲ့တည်ဆုံသွားတဲ့ရဲဘော်တွေရဲ့တွေးထွက်တဲ့ယူဖြစ်နေခဲ့တဲ့ကိုရောင်ရဲ့တောင်းတိုင်းကိုစစ်ဆေးပါရင်းဒါပေမဲ့သူတို့တတိထားပြီးမဲ့လေဒန်နီရဲ့ထောင်ချောက်ကနေမလွတ်ခဲ့ပါဘူးပောက်ကွဲမှုဖြစ်ပြီးတော့စတီဗင်ရဲ့လူတွေကိုရှင်းပြလိုက်တဲ့အတွက်ဒန်နီအတွက်စတီဗင်နဲ့တယောက်ချင်းရှင်းပြန်ဖို့အချိန်ကြာရောက်လာခဲ့ပါရင်းရုတ်တရက်အလဲအပြောင်းတစ်ခုအနေနဲ့စတီဗင်ရဲ့လူရဲ့ထဲကတဲ့အသက်ရှင်နေစေဖြစ်က ဒန်နီကိုတောင်းပိတ်ပြီးအောင်လုံနိုင်ခဲ့ပါရင်ကံကောင်းစွာနဲ့ပဲ friend ရှိလာတဲ့ဖုန်းတော်ကြီးတို့ဟာအချိန်မီရောက်လာပြီးသူ့ကိုကယ်နိုင်ခဲ့ပါရင်ဒန်နီက Steven ကိုမလုံမရှက်ဖြစ်အောင်လုံနိုင်ခဲ့တဲ့အခါမှာတိတ်ဆိတ်နေတဲ့ဂျာကသူ့ရဲ့နာယီနိုးဆက်မြည်လာခဲ့ပါရင်အဲ့ဒီအခါမှာအကြီးမားဆုံးအလက်အပြောင်းကိုထုတ်ပေါ်လိုက်ပါရင်ဒန်နီဟာစတီဗင်ရဲ့နားနောက်ကအနီအောင်မဲ့သလုံးကိုမြင်လိုက်ရတာပါသူ့သားရဲ့မဲ့နဲ့လုံးဝကိုထတ်တူကြနေခဲ့ပါရင်သူ့ရဲ့သွေးသားရဲ့နဲ့တိုက်ခိုက်နေမှန်းကိုသိလိုက်ရပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ဟာချက်ချင်းကိုပျောက်ခွေသွားပါရင် ဒါပေမဲ့ဘာမှမသိတဲ့စတီဗင်ကတော့မထင်မှပဲသူ့ကိုတိုက်ခိုက်ပါရင်ပြန်မတိုက်ခိုက်တဲ့ဒန်နီဟာသူ့၁၀နှစ်ကြာရှာဖွေခဲ့တဲ့ကလေးရဒါနဲ့ဘိုက်ကိုထိုးတွင်းရှင်အားခံလိုက်ရပါရင်ကြေကွဲဖွယ်ပြန်လည်ဆုံစည်းတဲ့အချိန်မှာစတီဗင်ကသူ့တတ်လူနီပါဖြစ်ခဲ့တဲ့လူဟာသူ့ရဲ့ဖခင်အရင်ဖြစ်တဲ့အကြောင်းနောက်ဆုံးတော့သိလိုက်ရပါရင်ကြေကွဲစရာအခိုက်အတန့်ကိုဖခင်ကဒန်နီယံဘိုက်ထဲမှာရှိတဲ့ဒါသချောင်းအားထတ်ထိုးတွင်းနေပဲရုတ်တရက်ရောက်လာတာကြောင့်ဖျက်ဆီးခဲ့ပါရင်သူကဒန်နီကိုအပီးတတ်ဖို့အတွက်စတီဗင်ကိုအေးဆက်ဆက်နဲ့အမိန့်ပေးပါရင်ဒါပေမဲ့ဖာဒါကသူ့ထက်ဘယ်လောက်ကိုပို့ချစ် ဖြစ်တာကြောင့်အမြဲတမ်းလက်စားခံရတယ်လို့ခန့်စားရတဲ့စတီဗင်ဟာမထင်မှတ်ပဲငင်းဆန်ပြီးသူ့လူမျိုးကိုပြန်လဲတိုက်ခိုက်လိုက်ပါတယ်ဒီဖြစ်ရဖြစ်ပြီးတော့ဒန်ဒီတရားကိုမဝင်တော့က Frank ကသူ့အဖေရဲ့စာတိမြေကိုပြန်ပြီးတရုတ်ပြည်ကိုပြန်ဖို့ရွေးချယ်ခဲ့တယ်လို့ရှင်းပြထားပါတယ်။တစ်ဖက်မှာလည်း Steven ဟာထောင်နဲ့တသက်တကျွန်းချမှတ်ခံခဲ့ရပါတယ်။ရုပ်ရှင်အစုံမှာတော့ Sheila ကလီစိတ်မှာဖုန်းတော်ကြီးနဲ့တွေ့ဆုံနေတာကိုပြသထားပါတယ်။သူမကအရှိပြားကိုလွဲပြောင်းပြလိုက်ပေမဲ့ရုပ်တရက်ဖုန်းတော်ကြီးရဲ့မျက်နှာအမှုအရာပြောင်းသွားခဲ့ပါပြီ။နောက်ဆုံးခါတိတဲ့ကန့်ကြမ္မာရဲ့အလက်အပြောင်းတစ်ခုအနေနဲ့ဖုန်းတော်ကြီးဟာတထေရဲ့တစ္ဆာရှိလက်ပါစီတယောက်ဖြစ်နေခဲ့ပြီးတော့ Sheila စီကနေအဲ့ဒီ drive ကိုလိုပဲယူသွားခဲ့ပါတယ်။ရုပ်ရှင်က Sheila ရဲ့အံ့အသင့်နေတဲ့အကြည့်နဲ့ပြီးဆုံးသွားခဲ့ ြီးနောက်ဆက်တွဲအတွက်မဖြည့်ရှင်းရသေးတဲ့လိုအပ်ချက်တစ်ခုကိုခြံထားရခဲ့ပါတယ်။ကျေးဇူးများပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။